ဲကလို့ရှိရင်ဒါအမှုပညာမောင်နှမတွေပါချက်ခန်းချက်ခန်းရိုက်တဲ့အတွက်ဒီသမီးစားခန်းရိုက်တဲ့အတွက်ကြောင့်မို့ဒီနှခုလေးနန်းနာတို့ပါလေးနန်းနာတို့ပါတာပေါ့နော်ဒါပေမဲ့ဒီအဲ့လိုမျိုးအဲ့လိုမျိုးစင်းနှခန်းချင်းနန်းတဲ့စင်းပါလာလောက်တဲ့ထိရောလို့ရှိတာမဟုတ်ပါဘူးအကူကလည်းမဟုတ်ပါဘူးစင်းကြီးကိုသူပိုင်ထားတယ်ငါမြန်မြန်လို့ချင်းအဲ့ပုံတွေကမရတကယ်တော့ AI နဲ့လုပ်ထားတာပါရွှေရွှေတာကိုယ်တိုင်လည်းတင်ထားတယ်ဒီပုံတကယ်ပုံအစ်စ်လေးတင်ထားတာပေါ့နော်ဒီ အဲ့ဒီရိုက်အဲ့ဒီစင်းရိုက်တော့ကလည်းဒီအပြင်မှာဒီ cruise တွေလည်းအများကြီးရှိရဲပြီးတော့ရွှေချွေသားဆိုပေမဲ့မိမိလည်းရှိရဲအဲ့ဒီရှင်းမှာပဲမိမိတော့ဒီတေးဥဆောင်ခဲ့တာပါတကူဆိုတာကဒီခုဟာကျတော့ AI နဲ့တို့ရောရှောက်လို့ပြီးတော့ရှောက်တင်တော့အားလဲလာပါတယ်ပြီးတော့တကယ်မဟုတ်ပါဘူး ိုးကျမကကြာပြီးလုံးရွှေတိုင်းဒိတ်ပကြီးဒီဇင်ဘာထွက်ကလေးကကိုကိုဘူကင်ကြိုးလုပ်ထားတာဒါပေမဲ့ကြားထဲမှာမတွေ့ပြဘူးဆိုတော့ဒီတချင်းလေးကလည်းရွှေရဲတဲ့တချင်းလေးဖြစ်နေရဆိုတော့အေကိုကြီးကျမလည်းရိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးရိုက်ဖြစ်တာပါ ော့ဒီ15ရက်နေ့ကပေါ့နော်ထွက်ရှိခဲ့ပါတယ်။တချင်းလေးနာမည်က Stranger လို့ခေါ်ပါတယ်ရှင့်။ဒီကဒီ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 ဆိုပေါ့နော်ကိုဟဲလေးရရေးသားပေးထားတာဖြစ်ပါတယ်။တချင်းလေးရဲ့အတိတ်ပဲကတော့တကယ်တမ်းကတော့သူကအရင်တော့ကချစ်ခဲ့ဘူးတဲ့လူမျိုးပေါ့နော်။တချင်းကြတဟန်ချစ်ခဲ့ဘူးတဲ့လူမျိုးကအခုချိန်မှာသူစိတ်ငားသွားတယ်ဆိုတော့အကြောင်းလေးပေါ့အခြေခံပြီးရေးထားတာဖြစ်ပါတယ်ရှင့်။ဒီတချင်းလေးစပြီးရိုက်ဘူးပြဖို့စဉ်းစားတော့အောင်လို့ရှိသေးတာ တော်တော်များများကိုတချင်းဆိုရင်ကိုယ့်အကကိုတေးဥဆောင်တာများတယ်ပေါ့နော်ကိုရိုင်းကလည်းဒီတေးဥဆောင်တာနဲ့ပတ်သက်ပြီးတော့ဝါသနာပါတဲ့အတွက်ကြောင့်မလို့ကိုရိုင်းတေးဥဆောင်ဖြစ်ပါတယ်ပြီးတော့ကိုဒီကိုဝေးချက်မောင်နဲ့ရိုက်ဖြစ်တာတကယ်ကကိုဝေးချက်မောင်နဲ့ကဒီတိမ်ပကြီးဒီ pressure ပေါ့နော်အဲ့ဒီတိမ်ပကြီးယုံယုံတင်ကလေးကဒီစပြီးတော့ခင်သွားခဲ့ခင်သွားခဲ့ကြတာပေါ့နော်ဒီ market တို့ကိုဝေးချက်မောင်တို့ကခင်သွားတယ်အဲ့ဒီခင်တဲ့ခင်သွားတဲ့အချိန်မှာကိုဝေးချက်မောင်သွားပြီးတော့ပြောရတယ်ပေါ့နော်ကိုဝေးချက်မောင်အဲ့လိုဒီ ဒီသမီးရဲ့ဒီတချင်းလေးတွေထဲမှာကိုယ်အမှတ်တရနဲ့ရိုက်ရှင်လို့ဆိုတော့ကိုကလည်းရရရရနဲ့သူကကိုကိုကူရီပေးမယ်လို့ပြောခဲ့ပါလေအဲ့ဒါနဲ့အဲ့ဒီထဲအဲ့ဒီတိမ်မကြီးစတဲ့ကလေးကနေပြီးတော့ကိုယ်ကြိုပြောထားတာပေါ့နော်ဒါပေမဲ့ဂျားထဲမှာဒီတချင်းလေးကိုစောင့်နေတာရောပြုံလွှွှေတာကိုယ်တိုင်မအားတာရောအကိုလည်းဒီဂျားထဲမှာရိုက်ရှင်စကားကြီးတွေရိုက်နေတာဆိုတော့မအားတာနဲ့ဒီနှစ်ယောက်ကမဆုံးပြဖို့ပေါ့နော်အဲ့ဒါနဲ့ဒီဒီဒီအော်တိုဘာလာတဲ့ဂျာမန်တချင်းလေးကထွက်ဖြစ်ပါထွက်ဖြစ်တာပါ အဲ့ပုံတွေကမရတကယ်တော့ AI နဲ့လုပ်ထားတာပါဒီလွန်ရွှေရီတာကိုရိုင်းလည်းတင်ထားတယ်ဒီပုံတကယ်ပုံအစ်စ်လေးတွေတင်ထားတာပေါ့နော်ဒီအဲ့ဒီရိုက်အဲ့ဒီစင်းရိုက်တုံးကလည်းဒီအပြင်မှာဒီဒီဒီဘာလဲ cruise တွေလည်းအများကြီးရှိရဲပြီးတော့လွန်ရွှေရီတာဖေဖေနဲ့မေမေလည်းရှိရဲအဲ့ဒီရှင်းမှာပဲလွန်ရွှေရီတာကိုတူတူဆောင်ခဲ့တာပါပြီးတော့အဲ့ဒီချစ်ခန်းကြိုက်ခန်းရိုက်တဲ့အတွက်ဒီသမီးစားခန်းရိုက်တဲ့အတွက်ကြောင့်မလို့ဒီနဖူးလေးနန်းနာတို့ပါလေးနန်းနာတို့တော့ပါတာပေါ့နော်ဒါပေမဲ့ဒီ လိုမျိုးအဲ့လိုမျိုးစင်းဒီနှခမ်းချင်းနန်းနဲ့စင်းပါလာလောက်တဲ့ ठी ရောလုံးရွှေ့တာမလုပ်ပါဘူးအကိုကလည်းမလုပ်ပါဘူးတို့ရွှေ့တာတော့နှောက်ကဒီဘူးပညာမောင်နှမတွေဆိုတော့လေဒီလိုဒီဒီတေယုတ်ဆောင်တဲ့ခါမှာဒီပြပင်အောင်မဲကျူဇာတေယုတ်ဆောင်ခဲ့ပါတယ်ဒါပေမဲ့ပရိသတ်မကြိုက်တာတော့မလုပ်ပါဘူးလုံးရွှေ့တာတို့ပညာရှင်တွေဆိုတာဒီပရိသတ်ကအပေးမှုရှိမှသာလုံးရွှေ့တာတို့အတွက်ကရှေ့ဆက်လို့ရမှာဖြစ်ပါတယ်အဲကြောင့်မလို့ပရိသတ်ကြီးမကြိုက်တာမလုပ်ပါဘူးလို့အကိုနဲ့ကလုံးရွှေ့တာဘူးပညာမောင်နှမတွေပါအကိုကလည်းဒီ ီချင်းရိုက်တောင်းကတွဲခေါ်တယ်ဒီလွန်ရှိတာတယောက်ထက်ရိုက်တဲ့စင်းလေးတွေမှာဆိုရှင်ကိုကဘေးကနေ အနီးကပ်ကြီးလာကြည့်ပြီးညီမလေးဒီလိုလုပ်ရင်ပိုအဆင်ပြေမယ်ပေါ့နော်ဒီလိုဒီလိုမျိုးလေးထက်ဆိုင်ဒီလိုမျိုးလေးလုပ်ပါလားဆိုတော့ကိုကလည်းတင်ပေးတယ်ဒီကိုဝေးချမ်းမောင်နေမဟုတ်ဘူးလူချွေတာဒီ stranger သချင်းလေးရဲ့အရှိမဒီပြန်ဆိုတေးလေးနေမဟုတ်ပေါ့နော်ချစ်သူဆိုရဆိုပြန်ဆိုတေးလေးထွက်ခဲ့ပါတယ်အဲ့တော့ကလည်းဒီတေးဥဆောင်ကိုကြောထက်စော်နေရကူခဲ့တယ်ဒီကိုကြောထက်စော်ကလည်းအလိုပဲဒီညီမလေးဒီမြန်မာလူလေးလုပ်ဒီအဲ့ဆိုကိုကညီမလေးဘယ်လိုလေးပြင်ပြီးတော့ acting လေးလုပ်မယ်ဆိုပြီးတော့လို့တင်ပေးပါတယ်လူချွေတာလည်းဒီတေးဥဆောင်ဝန္ဒနာပါရဲ့အတွက်ကြောင့်မလို့ဒီဝန်စာလည်းမပြေသေးတော့ဒီကို music video လေးတွေလည်းပဲတေးဥဆောင်ရင်းနဲ့ဒီ ီကိုယ့်ရဲ့စီနီယာအကိုတွေဆက်နေပြီးတော့ပညာလေးတွေလေ့လာသင်ယူလေးရှိပါတယ်။လူပညာပေါင်းနေမှတွေပါပဲလို့ကိုကျော်ထက်ဆောင်နေကလည်းတက်သေးတယ်လို့တင်းအတုတွေလေအဲ့ ဒီ launch ရတဲ့တချင်းလေးကိုချစ်သူဆိုရတချင်းကို promote လုပ်နေတဲ့ကာလတော့ဓာတ်ပုံလေးတွေ video လေးတွေအဲ့လို TikTok မှာတင်နေပေါ့နော်အဲ့တင်တာကိုအဲ့နောက်နောက်တစ်နေ့ကျတော့အဲ့ Facebook မှာအဲ့လိုမျိုးပဲ fake news တကွာတက်လာတယ်ကျွန်တော်ကိုကျော်တဲ့ဆိုရဲကောင်မလေးပတ်ဖြစ်တဲ့ညဖြစ်တယ်ဆိုပြီးတော့တက်လာတယ်ပြီးတော့ဒီဒီကိုအေးချက်မောင်နဲ့ကျတော့လည်းအဲ့လိုတက်လာတယ်ပေါ့နော် post ဆိုတာကိုခုဟာကျတော့ AI နဲ့တို့ရောရှောက်လို့ပြီးတော့ရှောက်တင်တော့အားလဲနာပါတယ်ပြီးတော့တကယ်မဟုတ်ပါဘူးရင်ခေါ်ရတဲ့အခန်းရလို့အဲ့လိုအဲ့လိုမျိုးထက်ဆိုင်လို့ရွှေရီတာနဲ့ရှက်တက်တယ်ပေါ့နော်အဲ့ အရင်ဟိုးကိုဇွဲပြင်းနဲ့ရိုက်ကလေးကရမ်းရှက်တတ်တယ်ဆိုတော့ပြောထားပြောထားရပဲเนาะဒီကိုကိုကိုအဲ့ကျမောင်လေးတော့လည်းလိုမျိုးအကိုသမီးကလိုလိုလေးလှုပ်ရင်းနဲ့ရှက်တယ်ဆိုတော့ကိုကရတယ်ညီမလေးဘာမှဖြစ်မရှက်နဲ့လှုပ်ဆိုတော့ပြီးတော့ပြီးတော့ပြန်တွေးလိုက်တဲ့အချိန်မှာဒါအမှုပညာပဲရှက်ဆရာမလိုဘူးဆိုရယ်စိတ်လေးတွင်းလိုက်တယ်ပေါ့เนาะအဲ့အချိန်မှာဒီဒီဟာကိုဒီဇက်ကောင်လေးနှစ်ခုပြင်ပြင်ဖို့ပဲအရေးကြီးရဲ့ဆိုပြီးတော့စိတ်တွင်းလိုက်တာပါပြီးတော့အကိုလည်းတေချာလေးဘေးကနေပြီးလိုက်ပြီးတော့ तू तू မပါနဲ့စင်းတော့မှာ तू ကဘေးကနေတေချာလေးကြည့်ပြီးတော့လိုက်တင်ပေးရဲ့ဆိုတော့ ပရက်ရှာတော့တိတ်မရှိခဲ့ပါဘူးရှင်။ကျွန်ရွှေတာကဒီအမှုပညာနဲ့ပတ်သက်ရင်အကုံဝါသနာပါတယ်။ဒီအစိုးရကတော့ကို့မေဂျာပေါ့နော်။အစိုးရဝါသနာပါတယ်။အကကရောသယုဆောင်ပြုတ်ပကြီးရဆဝါသနာပါတယ်။အဲ့တော့လေ့လာဖြစ်တယ်။ဒါပေမဲ့လည်းဒီသယုဆောင်ဆိုတာကဒီကို့ရဲ့မေဂျာဘာသာရဲ့မဟုတ်တဲ့အတွက်ကြောင့်မခက်ခဲမှုတော့ရှိပါတယ်။အဲအကြောင်းမလို့နည်းနည်းလေးနည်းနည်း အအလင်းတင်းတယ်လို့လိုက်ပြီးလေးလာဖြစ်ပါတယ်ပြီးတော့ဒီ music video မှာဒီတကယ်မင်းသားအစ်စ်တင်တဲ့တရုတ်ဆောင်ရခြင်းကလည်းဒီသူတို့စီကနေပြပညာလေးရတယ်သူတို့ကလိုလေးပြောပြတဲ့ချိန်မှာကိုကမှတ်ထားပြီးနောက်နောက်ထပ်လာမဲ့ music video တွေမှာထပ်ထပ်ပြီးတော့ထည့်ပြီးတော့အသုံးချတော့လို့ရတယ်ပေါ့နော်အဲ့လိုမျိုးလေးပညာယူလေးရှိပါတယ်ရှင်လွန်ရွှေဒါဒီ2025 November ဆိုရင်တော့ဒီနုပညာသက်တမ်းနှစ်နှစ်ပြပါပြီဒီဒီတော့တွင်းမှာလည်းဒီ ရုပ်ရှင်သချင်းနှစ်ကားဆိုခဲ့ဆိုခဲ့ရပါတယ်အဲ့ဒီတော့လည်းအရင် PD ဖြစ်တယ်လွန်ရွှေရီသားအဲ့ဒီရုပ်ရှင်သချင်းတွေကနေပြီးတော့ တဆင်ပြည့်သက်ကြီးလူတိလာရလို့လည်းခံစားရပါတယ်အဲပြောရမယ်ဆိုရင်တိမ်ပကြီးကနေပြီးတော့ပဲစပြီးလူတိရပြောရမလားပေါ့နော်ဒီတိမ်ပကြီးဇက်ကားလေးကလွန်ချိတ်တာအတွက်ဖိုးဝန်ဖြတ်နိုင်တဲ့ဇက်ကားလေးတကားပါပြီးအဲဇက်ဝင်တချင်းမှာဒီဆိုခွင့်ရခဲ့တာလည်းလွန်ချိတ်တာအတွက်ဖိုးဝန်ဖြတ်နိုင်တဲ့တန်ဖိုးတစ်ခုလို့မြင်ပါတယ်လွန်ချိတ်တာဒီတချင်းဆိုတာနဲ့ပတ်သက်ပြီးတော့နှစ်နှစ်သမီးလောက်ကလေးကဝါသနာရမ်းပါတယ်ပေါ့နော်အဲ mic mic ဆွဲပြီးတော့အဲဒါအချက်လားအဲအဲ့ဒီတချင်းနဲ့စပြီးတော့ဆိုခဲ့တာပါ ဒီနုပညာလောကကိုစပြီးဝင်ကြတဲ့ကဒီဖေဖေနဲ့မေမေကိုစပြီးခွန်တောင်းနေပေါ့နော်။တမီးဒီရာလေးဆိုတော့လှုပ်ချင်တယ်ငငယ်လေးကလည်းအရန်ဝန္ဒနာပါတဲ့ဒီအဲလှုပ်တခုဖြစ်တဲ့အတွက်ကြောင့်မလို့ခွန်တောင်းနေ။အဲ့ဒီကလေးကဖေဖေနဲ့မေမေကလုံးဝ supporting အပြည့်ပေးပါတယ်။လုံးဝဘူးလည်းမပြောဘူးပေါ့နော်။နောက်ကနေ supporting အပြည့်ပေးတယ်။တမီးပါလှုပ်ချင်တယ်ဆိုရင်တို့ကနောက်ကနေပြီးတော့ support လုပ်ဖို့အနေနဲ့ပါပဲ။ဒီဒီအခုချိန်ထိရွှေရက်တည်လာနိုင်တာလည်းဒီ ရွှေဖြစ်ဖြစ်နဲ့မိမိကြောင်းလေကြောင်းလို့လည်းပါပါလေပိတ်သက်ကြီးလည်းပါတာပေါ့နော်ဒီတခြင်းတွေဒီ romantic အခန်းတွေရိုက်တဲ့အခါမှာမိဘနှဘာလောက်ကိုရှင်းမှာရှိနေတယ်အဲ့ရှင်းမှာဘယ်လိုရိုက်လဲဆိုတော့အရင်တော့တော့နော်ရှက်တာပေါ့နော်ဒါပေမဲ့ဟိုဖြစ်ဖြစ် ပိုဆိုးတာဖေးဖေးရရင်တော့ရမ်းတိုတက်တယ်သူသမီးကအဲ့လိုသူနဲ့မှဖတ်တာလည်းပေါ့မကြိုက်ဘူးဒါပေမဲ့ဒီအားကြောင့် तू ကအော်ဒါငါသမီးရဲ့အလုပ်ပဲဆိုပြီးဖေးဖေးကနားလဲပေးပါတယ်မိမိကတော့ခါနေရှက်ရင်တော့မကြည့်တော့ဟိုဘက်တနေရသွားပြီးတော့ရှက်နေရတယ်ရှိပါတယ်မင်းချိန်သားလည်းရှက်တဲ့စိတ်ကိုဖျောက်ပြီးတော့ဒါငါဒီကအလုပ်လုပ်နေတာဒီကလေးကို ပို့ပြီးတော့ကောင်းအောင်လို့ကြိုးစားမယ်ဆိုတဲ့စိတ်လေးထည့်ပြီးတော့ပဲဖေရန်မေရှင်းမှလည်းရှင်းနေပေမဲ့လည်းဖေရန်မေကိုဖျောက်ထားပြီးတော့တလုံးကလုံးဖျောက်ထားပြီးတော့နှစ်ယောက်ထဲရှိသလိုပဲတရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ဒီ stranger တချင်းလေးကဒီကိုဟဲလေးကဒီနှစ်ထဲမှာရေးပေးဖြစ်တာပေါ့နော်ဒီအဲ့တချင်းလေးကဒီဒီမိုလေးအကိုကစိုက်ကတာလေးနဲ့စပြီးတော့အဲဆိုပြကြတဲ့အရန်သဘောကျခဲ့တာအဲ့တချင်းကအရန်ထွက်ချင်နေတာပေါ့နော်အဲ့အဲ့ဒါအဲ့တော့ကလည်းမဆောင်နိုင်အဲ့တချင်းလေးစောင်းနေအကုန်လုံး mixing နေပါတယ်ကုန်ပြီးပြီဆိုတော့မှကိုကြီးကျမပြန်ဆက်သွဲတာပေါ့နော်ကိုကြီးကျမကကြာပြီးလွန်ရွှေ့တိုင်းဒိမ့်ပကြီးဒီဇင်ဘာထွက်ကလေးကကိုကို booking ကြိုးလောက်ထားတာဒါပေမဲ့ကြားထဲမှာမတွေ့ပြဘူးဆိုတော့ဒီတချင်းလေးကလည်းရွှေရဲရဲတချင်းလေးဖြစ်နေရဆိုတော့အဲကိုကြီးကျမလည်းရိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးရိုက်ဖြစ်တာပါကိုကလေးတချင်းဆိုတော့ဟုတ်တယ်တချို့ကအဲ့လိုရွှေပိတ်သက်တွေတော်တော်များလဲကိုဟဲလေးဆိုတော့တချို့ဒီ melody လေးရွှေမလွတ်ခင်ကတော့အော်ဒီအမျိုးအမျိုးလားဘာလားလို့ messenger နေလာမေးကြတယ်မဟုတ်ပါဘူးကိုကလေးကသူ့ကသူသားလို့အမျိုးလေးတွေသူကပျော်တတ်တော်လေးလို့လေးလုပ်ပေးမယ်သူများကိုရေးပေးတဲ့ခါမျိုးမှာဆိုလို့ရှိရင်တော့ကိုက လို့တချင်းလေးတွေကလုံးဝဟာထီးတဲ့တချင်းမျိုးတွေပဲကိုကရေးပြီးလေးရှိပါတယ်။တရုတ်ဆောင်နေနဲ့ကမ်းလှမ်းမယ်ဆိုရင်တော့အတိုင်းမသိဝမ်းတာမှာပေါ့နော်။ဒါပေမဲ့ဒီလွန်ရှိတာအနေနဲ့ဒီတရုတ်ဆောင်နဲ့ပတ်သက်ပြီးတော့ဒီဝမ်းစာမပြည့်သေးဘူးလို့ခံစားရတဲ့အတွက်ကြောင့်မလို့ဒီဝမ်းစာပြည့်အောင်ဖြည့်ပါဦးမယ်။ပြီးတော့မှဒီတေချာလေး prepare လုပ်ပြီးတော့မှဒီလွန်ရှိတာဝမ်းလာပါတဲ့ဒီ တရုတ်ဆောင်ဘက်ကလည်းကူးပြလောက်မှာပေါ့နော်တခြားမပြင်ဆင်ဘဲနဲ့တော့ကိုရဝါဒနာပါရနဲ့ဒိုင်းဆိုပြီးအဲ့လိုမျိုးကြီးတော့မကူးချင်ပါဘူးဒီကိုရဲ့ဒီ major partner ရဲ့ဖြစ်တဲ့အဆိုမှာပဲခဏလေးနေပါအောင်မယ် stand by me မနီနီခင်ဆိုရဲ stand by me တခြင်းနဲ့အဲ့ဒါကြောင်းပွဲတော့ ਆ ပါကြောင်းပွဲတော့ ਆ ဒီအဲ့ audition ဆရာစောဖို့ဆရာလာရွေးတယ်ဆိုတော့ဒီကြောင်းသားတွေချွေးတို့တက္ကသိုလ်ကြောင်းကြောင်းသူကြောင်းသားတွေအများကြီးတန်းမှာဝင်ပြိုင်ကြတယ်ပေါ့နော်ဝါဒနာပါရဲ့သူဝင်ပြိုင်ရင်းနဲ့ဆရာစောဖို့ဆရာအဲ့တုန်းကပြအပြင်ပြိုင်ပွဲအစ်စ်တင်မှာသူကဒိုင်လောက်တာဆိုတော့အရန်ကြောက်တယ်ဆရာစောဖို့ဆရာရှင်းမှထိုင်ပြီးတော့ဒူးတွေတုံပြီးတော့ဒါမဲ့ ကံကောင်းစံနဲ့ပဲဆရာဆုပ်ကဆရာကျွန်းရွှေတာကိုရွေးသွားတယ်ပေါ့နော်အဲ့နဲ့ចောင်းပွဲမှာဖြောပြပြတုံးအောင်ပြပါရှင်။တချင်းကဒီလိုပြန်ဆိုတေးဆိုလို့ရှိရင်တော့ဒီမူရင်းတေးတန်ရှင်ကိုအတန်ပုံမှန်အတန်လွှမ်းကြတာများတယ်။ဒါပေမဲ့အဲ့လိုမျိုးလွှမ်းတာထဲလွှမ်းရှိတာလိုမျိုးအဲ့ဒီသူတို့ရဲ့မူရင်းဆိုရှင်ကအတန်ကိုဖျောက်ပြီးတော့ကြိုးစားပြီးဆိုရတယ်ပေါ့နော်။ဘာလို့ဆိုတော့အဲ့ဒီအဲ့ဒီမူရင်းဆိုရှင်အတန်ကိုလိုက်ပြီးတော့တုတလို့လည်းဖြစ်မှာဆိုရဲဆိုတော့ကိုကိုပုံစံလေးနဲ့ကိုနောက်ပိုင်းတော့ပြန်ပြီးဆိုဖြစ်ပါတယ်။အထူးသဖြင့်အပြန်ဆိုတေးတွေမှာပေါ့နော်။ပြန်ဆိုတေးဆိုရတဲ့ ခံစားချက်ဆိုလို့ရှိရင်တော့ဒီပြန်ဆိုတေးကပြိတ္တနဲ့ပို့ပြီးတော့ကို ထိထိတွေ့အောင်လုပ်ပေးရလို့ခံစားရပါဆိုတော့ဒီတချင်းပြန်ဆိုတေးဆိုတဲ့အတိုင်းပဲတချင်းကအဟောင်းတီဗီသားပြိသက်နိုင်ယူမိတာတချင်းကပေါ်ပြန်ဆိုရတဲ့ကြောင့်လို့ပြိသက်ကကိုယ့်ကိုပေါ်ပြီးတတိထားမိစေတယ်ဒါပေမဲ့နည်းနည်း risk ရှိတာကြတော့ဒီအရှိအဒေသန်ရှင်ကိုကိုကမမိနိုင်တာလို့ပြောလို့မျိုးဆိုရှင်ပြိသက်ကိုရခုနဲ့ခံအောင်ခံရနိုင်ပါတယ်ဆိုတော့ဒါပေမဲ့ကိုရဲ့ကိုပိုင်ပုံစံလေးနဲ့လည်းဒီစ조사ပြီးတော့ဒီတည်ဆိုခဲ့ပါတယ်ချစ်သူဆွေရတချင်းတို့ဒီနေရာတကာတချင်းတို့စာတို့ဆိုလဲကိုပုံစံလေးနဲ့ဒီမူရင်းရတာလည်းမပြတ်အောင်လို့조사ပြီးတည်ဆိုခဲ့ပါတယ်နောက်ထပ်လည်းဒီ ဟိုကိုဗီနိုထွန်းရဲ့ဒီတခြင်းပြန်ဆိုသေးလေးလဲထွက်ဖို့ရှိပါတယ်အပေးပါမရှင်လို့ရှိတာအဲ့လိုယောက်ျားလေးတခြင်းမိန်းလေးတခြင်းရတော့မဟုတ်ဘူးကိုဒီကိုခန်းစားချက်နဲ့ပေါ့နော်ကိုဒီတခြင်းအရန်ကြိုက်တယ်ငငယ်တန်းကြိုက်တယ်ဆိုလို့ရှိရင်အော်ငါဒီတခြင်းလေးတော့စုမယ်ပေါ့နော်ကိုနည်းနည်းလိုက်တယ်ဆိုရင်စုပြစ်ပါတယ်ကိုနဲ့ကိုအရန်ကြိုက်တယ်နားဟောတာကြိုက်တယ်ဒါပေမဲ့ကိုပြန်ဆိုကြည့်လို့ကိုအတန်နဲ့မလိုက်နေဘူး match မဖြစ်နေဘူးဆိုတော့မစုဘူးပါအဲ့လိုပဲတခြင်းမျိုးရွေးပါတယ်အသူသဖြင့်လွန်ရွှေတာတဲ့နည်းနည်းလေး all ရဲ့ဘက်ရောက်တော့ယောက်ျားလေးတခြင်းနဲ့ပို့ပြီးကြီးကြိုက်တယ်လို့ခန်းစားချီရင်းနဲ့ပတ်သက်ပြီးတော့ စဉ်းစားသေးပါဘူးရှိလည်းမရှိပါဘူးဒီကဒီကိုကိုအရန်ဝါသနာပါတဲ့ဒီလူမညာလူကလေးကိုခုမှစာလုံးရင်စစကြရာရှိသေးရပေါ့နော်ပြိတ္တကလည်းခုမှကိုယ်တတိထားမိယုံရှိသေးဆိုတော့ကိုဒီဝါသနာပါတဲ့ဒီအလုပ်ကလေးကိုပဲအရင်ဆုံး focus ထားပါအောင်လေအခြေဆိုရင်တော့ဖြေစရာမရှိပါဘူးပြီးတော့ကိုကြီးကျမကြီးကောင်မလေးလည်းမဟုတ်ပါဘူးရှင်ခင်ဗျာဒီကိုရီးယား တိမ်မကြီးကြီးနဲ့ခင်လာတဲ့ပြည်ပညာမောင်နှမတွေပါတိမ်မကြီးမောင်နှမတွေလို့ပြောရင်တော့ပုံမှန်ပါပဲခလာတော့ဒီကုံကြတာအဲ့လိုမျိုးထက်ဆိုင်တော့လွှဲရွှေတာလိုမျိုးပေါ့နော်အခုအချိန်မှာကိုပိုင်ကိုကိုတချင်းလေးလှုပ်ချင်နေဆိုရှင်ကိုကကိုမိုးလေးစုတစ်ခါနေဖိဖိနဲ့မိမိနဲ့နောက်ကနေ support လုပ်ပြီးတော့တို့ကလည်းလိုမျိုးထည့်ပေးတယ်ပေါ့နော်အဲ့မှာဆိုကိုကကိုမိုးဘိုးလေးစုတယ်ပြီးတချင်းလေးတစ်ပုတ်ထုတ်တယ်မျိုးစုပြီးတော့ရိုက်တယ်အဲ့လိုမျိုးလေးနေပဲရွှဲရွှေတာသွားနေပါတယ်ဟုတ်ရှိတာဒီနောက်ထပ်ဒီပြန်ဆိုတေးတဲ့ဆိုရင်ကိုဗီနိုထွန်းရဲ့တချင်းလေးထွက်ဖို့ရှိပါတယ်ပြီးတော့ဒီအမ် ဥစပါရေးသားထားတဲ့လွမ်းရအောင်မယ်ဆိုတဲ့ချင်းလေးကို music video ရဲ့အခုဖွင့်ရှိပါတယ်ပြီးတော့တခြားသောဒီကိုပိုင်တန်တဲ့တချင်းတစ်တွေလည်းထပ်ပြီးတော့ထုတ်ဖို့ရှိပါအောင်မယ်ဆိုတော့ပရိသတ်ကြီးလည်းတချင်းလေးထွက်လာလို့ရှိရင်လွှင့်ရွှေတာအပိချစ်ခံသွားနဲ့အပိပါအောင်လို့ပြောချင်ပါတယ်ရှင်